ဂျိုးရနီရဝုန်းနဲ့ကလက်သွက်ခြေသွက်လှုပ်ရှားမှုများခက်သက်သက်လှုပ်ရှားနေရတဲ့ဂျိုးရနီတို့အတွက်ဖရီမောင်ကအာနိုးနေရာဓာတ်ရိုက်အစားထိုးခြင်းပဲဖြစ်ပါတယ်ဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံးသောညာနောက်ခံလူကလီဗာပူးအသင်းကိုရောက်လာခဲ့ပါပြီဒီတက်ကောင်းတဲ့လဲလဲမှုမျိုးမရှိတော့သလိုလီဗာပူးရဲ့နောက်ရသည်စာမျက်နှာတွေကမလန်ငင်းနေကရွှေရောင်ထနေခဲ့ပါပြီတကယ်လို့တောင်တင်းတဲ့ပုံစံမျိုးကိုမြင်ရလာနိုင်တဲ့ဘကူအသေးပဲဖြစ်ပါတယ်အာနီးစလော့ရဲ့ area ထဲမှာမပေါက်တဲ့ထီမရှိတဲ့အောင်ပါလီကစားသမားတွေပေါ်ရှင်တော်ကြီးမှာပဲ ဂရာဗန်ဘတ်လိုကစားသမားမျိုးနဲ့တောင်မှပရီးမီးယားလိဖလားယူနိုင်ခဲ့တာတော်ရုံတော့ယုံမယ်မထင်ပါဘူးဖလော်ရီယန်ဗော့စ်ကိုလည်းခေါ်ဖို့တရားဝင်ကြေညာဖို့ပဲလိုရတဲ့အချိန်မှာအချိန်ကမဟုတ်ရွာတဲ့မိုးလိုလီဗာပူးရဲ့ထစ်ချုံလွတ်တဲ့တွေကပရီးမီးယားလိစစ်မျက်နှာပြင်ကိုဖွင့်ဖို့အစင်းသင့်ရှိနေတဲ့ပုံစံပါပဲရှိနေပြီးသားတွေကိုထပ်မံလောင်းထည့်ခြင်းတွေကအားရစရာပါအိုဟောင်းနေပြီဖြစ်တော့ဒေါက်တိုင်နေကိုပြုပြင်ပြောင်းလဲဖို့အလေးဆုံးကိုအရန်ကုန်ဖို့ပြီးဗလင်စီယာကမမာတက်ရှိဗီယာဗီလီယိုဂိုးပေါက်အတွက်တာဝန်ပေးမှာပါတင်းစရာကောင်းနေပြီဖြစ်တဲ့ဒါဝင်ညူးနဲ့ဂျိုတာ ်အလီရိုက်တာမီစကက်ကယ်လီယာတို့အုပ်စုကနောက်ရာသီလီဗာပူးဇဝင်ကန်းနေမှာမပါဝင်တော့မဲ့အနေထောက်မြင်လာရပြီးပြုံမြင့်နုနယ်တဲ့လီဗာပူးရဲ့အသွေးအမွေးကိုမြင်တွေ့လာရတော့မှာပါတကယ်ဆိုရင်ဆာလတ်ပဲလိုရဲဆိုတဲ့အခြေအနေမျိုးရုံထွက်ပြနိုင်မှုအီဂီဒီကူနဲ့ကြိုးစားနေပြီးအပြောင်းရွှေ့ဘလူးဂျီတော့ပိုလီတို့နဲ့စီးချင်းထိုးနေရပါတယ်ပေါင်တန်း80ရရင်ခေါ်ဖို့ OK ပေမဲ့ကစားသမားဘက်ကဘယ်လိုရွေးချယ်မလဲဆိုတာတကယ်တော့မသေးကြတဲ့အတွက်အာနီစလော့ကောင်းစားအောင်ပါ ဂျာဂျင်ဂလော့ရဲ့အကျဉ်းချန်ဒီအိုဟောင်းနေပြီဖြစ်သောအယိုးစုကစားသမားဟောင်းများရဲ့လီဗာပူးရဲ့အင်အားကိုအစ်စ်တဖန်ပြန်လဲတီဆောက်မဲ့အာနီစလော့ကချန်ပီယံစုကိုနောက်ရာသီမှာလဲထိန်းသိမ်းသွားနိုင်မလားဝေဝဲမရတဲ့တန်တရားများစွာနေပါပဲ။